မြမစကားပြောဗီဒီယိုထုတ်လို့ရတယ် Gemini Pro တနစ်စာ free ယူပြီးကြပြီလားမယူတတ်သေးဘူးဆိုရင်တော့ဗီဒီယိုကိုအဆုံးအောင်ကြည့်သွားလိုက်ပါ US region ချိန်လို့ရတဲ့ VPN တစ်ခုလိုပါတယ်ကျွန်တော်ကတော့ဒီမှာအဲဒီ VPN လေးပေါ့နော် Quick VPN လေးနဲ့လုပ်ပြပြီးသွားမှာဖြစ်ပါတယ်ဒါဒီ Quick VPN လေးကိုဖွင့်လိုက်ပါမယ်ပြီးရင်ကျွန်တော်ကဒီမှာ US US မှာနှစ်ခုရှိရအောင်နော် US ကိုကြိုက်တဲ့ဟာနှိပ်လို့ရအောင်နော်ကျွန်တော် US Eason နဲ့ US Web နဲ့နှိပ်တယ်ကိုကြိုက်တာနှိပ်လို့ရအောင်နော်နှိပ်ပြီးတော့ အဲ့ဒီမျှလေးကိုနှိပ်လိုက်မယ်။ဒါဆိုချိတ်သွားပြီနော်။ Chrome browser ကိုဝင်ပါမယ်။ Gmail ပေါ့နော် ကျွန်တော်ဒီမှာ အသုံးပြုမဲ့ Gemini Pro မှာအသုံးပြုမဲ့ Gmail တစ်ခုကိုရွေးပြီးတော့မှဝင်လိုက်ပါမယ်။ရပြီဆိုရင်ကျွန်တော် site ဘာမှ ဟို Gemini student ဆိုပြီးတော့ရိုက်ပြီးရှာလိုက်ပါမယ်နော်ကျော်ဒီအပေါ်ဆုံးအပေါ်လာတဲ့ Google Gemini Student Offer ဆိုတာလေးကိုနှိပ်လိုက်မယ်နော်ဒါမျိုးလေးပေါ်လာပြီဆိုရင်ဒီ Gmail ကလုံးလို့ရရနော်အဲ့လိုမျိုးပဲနဲ့ဒါမျိုးလေးပေါ်လာပြီဆိုရင်တော့ကျွန်တော်တို့ကတခြား Gmail ကိုပြောင်းပြီးတော့သုံးရမှာပါနော် ကျွန်တော်ဒါလေးကိုနှိပ်လိုက်ပါမယ် verify eligibility ဆိုတာလေးကိုနှိပ်လိုက်ပါမယ်နော်ကျွန်တော်ဒါမျိုးလေးပေါ်လာပြီဆိုရင် ကျွန်တော်တို့ကဒါကိုမဖြည့်ဘဲနဲ့ကျော်လိုက်မယ်နော်အကျော်ဖို့အတွက်ဒါလေးကိုကျွန်တော်တို့က copy လေးလုပ်လိုက်ပါမယ်နော် copy လေးလုပ်ပြီးတော့မှကျွန်တော်တို့ကဒီ Chrome browser မှာလည်းအအပေါင်းလေးနှိပ်ပြီးတော့လုပ်လို့ရပါတယ်ကျွန်တော်ကတော့ဒီ opera menu opera mini မှာပေါ့နော် opera mini မှာတွားပြီးတော့လုပ်ပါမယ် ဒီ obremini site ဘာမှာပါနော် 1key.me ဆိုပြီးတော့ရိုက်ပြီးတော့ရှာလိုက်ပါမယ်အဲဒါမျိုးလေးကြလာပြီဆိုရင်ကျွန်တော်ခုန copy ယူလာတဲ့ဟာလေးကိုဒီမှာ paste ချပြီးတော့ကျွန်တော်ပြန်ပြတုံးလေးကိုနှိပ်လိုက်ပါမယ်နော်အဲလိုနှိပ်လိုက်ပြီးဒီမှာအဲ iron human ဆိုဟိုကျွန်တော်တို့အဲ့ဒါလေးကိုအမှန်ကြီးလေးချစ်ပြီးတော့နှိပ်ပြီးတော့နှိပ်လိုက်မယ်နှိပ်ပြီးတော့ကျွန်တော်ဒီမှာသူဖြည့်ခိုင်းတဲ့ဒီမှာကွက်လက်လေးလုံနေတဲ့ဟာလေးကိုကျွန်တော်ဘေးနားက အာသူနဲ့အကိုက်ညီတဲ့ဟာလေးကိုကျွန်တော်ကအမှဖြည့်ပေးလိုက်ပါမယ်နော်အပြီးကျွန်တော်ဒီအောက်က verify လေးကိုနှိပ်လိုက်ပါမယ်အဲ့မှာဆိုရင် तू က run နေပါနော်အဖြည့်ပေးနေအဲ့မှာကျွန်တော်တို့ကဒီမှာ done done ဆိုရင် ကျွန်တော်တို့ကဒါဆိုရင်ရပါပြီနော်အဲ့မှာ fail ဆိုရင်တော့မရပါဘူးနော်အဲကျွန်တော်ပြန်ထွက်ပြီးတော့အဲ့မှာ chrome မှာပြန်ဝင်လိုက်မယ်နော်ပြန်ဝင်လိုက်ပြီးတော့ အမှဒီလို get student offer ဆိုတာလေးပေါ်လာပြီဆိုကျွန်တော်အဲ့ဒါလေးကိုနှိပ်လိုက်ပါမယ်။ဖောင်ဖြည့်တဲ့ဆင်ကြော်ပြီးသွားပြီပေါ့နော်။ကြော်ဒီမှာ visa card ချိရမှာဖြစ်တဲ့အတွက်ကျွန်တော် adapt card ကိုနှိပ်လိုက်ပါမယ်။ပြီးရင်ကျွန်တော်တို့ကဒီမှာအပေါ်ဆုံးမှာ card number ထည့်မယ်။ဒီအောက်မှာကျတော့ MN11 ကျတော့ကျွန်တော်တို့ expire date ထည့်ပါမယ်။ CVC မှာကျတော့ကျွန်တော်တို့ကအဲဒီကျွန်တော်တို့ရဲ့ကုန်နံပါတ်၃လုံးကိုထည့်ပါမယ်နော်။ cash holder name မှာကြတော့ကျွန်တော် visa card မှာပါတဲ့နာမည်ထည့်ပါမယ်နော်ဆိုဒီ address မှာကြတော့မြန်မာမထည့်ပါဘူးနော် United State ပေါ့နော် United State အောက်မှာဆိုရင်ဒီ United State ဒီ code zip code ထည့်ပါမယ်နော်ပြီးရင် save ကိုနှိပ်ပါမယ်ကြပြရနေဒီမှာ guest student offer နှိပ်ပါမယ်အဲ့မှာဆိုတော့ subscribe ဆိုတာလေးပေါ်လာမယ်เนาะအဲ subscribe button လေးကိုနှိပ်လိုက်ပြီးဆိုရင်ကျွန်တော်တို့ကအဲ့မှာ အဲဒီလို subscribe လို့ပေါ်လာပြီဆိုရင်ဒါဆိုရင်ရပါပြီเนาะ